တိမ်မောင်းတောင်းချီတန်တဲ့မြမဝတ်စုံလေးနဲ့တူပွင့်နေတဲ့ပင်တက်ခဲ့လို့လူပြောများနေတဲ့ဇွဲတက်ရွှေဆိုင်တမီလေးဒေါက်တာထက်တင်ဆောင်ဇွဲတက်ရွှေဆိုင်ပိုင်ရှင်ဦးဆောင်ဝင်းနဲ့ဒုံဝင်းမာတို့ရဲ့တူဦးဒီတော်တမီလေးဒေါက်တာထက်တင်ဆောင်ရဲ့မန္တလေးစေးတက်ကတူပွင့်နေတဲ့ပင်ခန္ဓာတက်ရောက်တဲ့ပုံရိပ်တွေကတကယ်ကိုနှစ်တမီလေးစဉ်တက်လာသလားထင်ရလောက်အောင်စက်တီရှိလွန်လာပါတယ်ပရိသတ်တီချာလူပြောများနေတာကတော့သူမဝတ်ဆင်ထားတဲ့တံမူးကြီးဝတ်စုံပါပဲ ရိုးရိုးပိုးတယ်မဟုတ်ပဲရွှေသားစစ်စစ်တွင်စိန်ပွဲနေနဲ့လက်ရများစွာစီချဲထားတဲ့ဒီမြမာဝတ်စုံဟာသိန်းတောင်ကျော်တန်ဖိုးရှိတယ်လို့သိရပါတယ်။အထူးခြားဆုံးကတော့သူမခြုံထားတဲ့ပဝါပါတန်ဖိုးကြီးပရမများတွင်စိန်တွင်နဲ့လက်ရအမှုစိတ်ပုံဖော်ထားပြီးပဝါတစ်ခုတည်းတွင်သိန်းပေါင်းထောင်ချီတန်ဖိုးရှိပါတယ်။ဒါအပြင် ကောင်းမော်ကရွှေပြီးကုန်းနဲ့လဲပေးမှဆွဲထားတဲ့သိန်း9000တန်စိန်ပရက်ကြီးကိုပေါင်းဆက်လိုက်တဲ့အခါတန်ဖိုးဟာတွက်ချက်လို့မရနိုင်တော့ဘူးပါပဲ။ မိဘနှစ်ပါးကလည်းတမီလေးအတွက်သိန်း900တန်းငွေသားပန်းစီချင်းနဲ့ဂုဏ်ပြုခဲ့တာမို့မိသားစုမြတ်တာပမာဏကိုလည်းတွေ့မြင်ရပါတယ်။ဒေါက်တာထက်တင်ဆောင်အောင်ဟာချမ်းသာတဲ့တထေးသမီးဖြစ်ပေမယ့်မာနမကြီးပဲဆရာဝန်ပညာကိုကြိုးစားသင်ယူခဲ့ပြီးလက်ရှိမှာဆရာဝန်မလေးဖြစ်ရပ်တည်နေတယ်လို့ဆိုကြပါတယ်။သူမတခါတလေပရိုက်တာစည်းကမ်းမှာလူနာရီကိုခမဲ့ကုသပေးတယ်လို့ဆိုပါတယ်။ ဒီတော့ရုပ်ရည်ပညာဒဏ္ဍနဲ့စိတ်ထားအဖက်ဖက်ကပြေဆုံးနေတဲ့ဒေါက်တာထက်တင်ဆောင်ရဲ့စက်တီရှိတဲ့ပုံရိပ်တွေနဲ့သူမရဲ့ပရိုက်တာစိတ်တက်လေးပုံပရိသတ်ကြီးတို့ဘယ်လိုမြင်မိပါသလဲမိမိတို့အမြင်ကိုပြောသွားကြပါဦးနော်